ဇလန်းလေးရဲ့အဆမှာတော့စခန်းတစ်ခုရဲ့အဖွဲမှုတယောက်ကဟောင်ကောင်မျိုးစီကိုလေရင်စီးကသွားနေခဲ့ပြီးလေစိတ်ကိုရောက်တဲ့အချိန်မှာတော့သူ့ရဲ့အဖွဲသားတယောက်ကလာဆောင်နေခဲ့ပါတယ်။အိုက်လိုနဲ့အဖွဲမှုကသူ့တပည့်ကိုပေါ်ပမာလဲလို့မေးလိုက်ပြီးကားတော့ကိုတောင်းလိုက်တာကြောင့်တပည့်ဖြစ်သူကသူ့လိုက်ပို့ပေးမယ်လို့ပြောနေပေမဲ့လည်းအဖွဲမှုကတော့သူကမနှက်ပြန်မှာဌာနကိုရောက်မယ်လို့သတင်းပို့ထားတာကြောင့်သူဒီနေ့ရောက်လာတယ်ဆိုတာကိုလှုပ်ဝက်ထားဖို့ပြောကတယောက်တည်းထွက်သွားခဲ့ပါတယ်။ ီလိုနဲ့အဖွဲ့မှုလည်းအမေရိကန်နိုင်ငံသားရှိနေတဲ့စားသောက်ဆိုင်ကိုသွားလိုက်ပြီးအဲလူကတော့အဖွဲ့မှုကိုရိုးရိုးတန်းကနေလေရင်စီးရတာအဆင်ပြေရဲ့လားလို့မိကနှုတ်ဆက်လိုက်ပါတယ်။အိုင်နာပေါ်ကသူတို့လိုက်နေတဲ့မြောက်ကိုရီးယားကအာနာရှင်တယောက်ရဲ့သားကဒီမှာရှိနေပြီးသူ့ကိုဖမ်းခေါ်ပေးဖို့အကူအညီတောင်းလိုက်ပါတယ်။အဖွဲ့မှုကတော့အကူအညီတောင်းတာကိုသဘောမကျတဲ့ပုံပေါ်နေတာကြောင့်အမေရိကန်နိုင်ငံသားကလည်းသူကအကူအညီတောင်းပြီဆိုရင်တခုခုပြန်ပေးတတ်တဲ့အကြောင်းပြောကအဲ့တခုနဲ့သူရှင်းလင်းပေးရမယ့်လူစိုးတွေရဲ့အခန်းတော်ကိုပေးလိုက်ပါတယ်။ အဖွဲ့မှုလဲစတိုင်ပြေးနဲ့တောင်းနေတဲ့စစ်လေးကိုအမေရိကန်နိုင်ငံသားစားနေတဲ့မဲသားပကံကိုယူကမိတက်လိုက်ပြီးလူစိုးတွေရှိတဲ့အဆောက်အဦကိုဝင်သွားခဲ့ပါတယ်။အဆောက်အဦကိုရောက်တဲ့အချိန်မှာတော့လှေကားမှာစောင့်နေတဲ့လူစိုးတွေကအဖွဲ့မှုကိုတိုက်ခိုက်ဖို့စူးစမ်းပေမဲ့လဲအဖွဲ့မှုရဲ့အတန်းသိတက်ထားတဲ့တနတ်စာပဲမိသွားခဲ့ပါတယ်။လှေကားကလူစိုးတွေကိုတတ်ပြီးတဲ့အချိန်မှာတော့အဖွဲ့မှုကသူ့စီမှာပါလာတဲ့တော့နဲ့အခန်းတစ်ခုကိုဖွင့်လိုက်ပြီးအထဲမှာရှိတဲ့လူစိုးတွေကိုတနတ်နဲ့ပစ်ကအာရလေးပဲရှင်းလိုက်ပါတယ်။ အဲ့ချိန်တွင်မတိုင်ခင်လွန်ခဲ့တဲ့9နှစ်ကမြောက်ကိုရီးယားမှာကျောင်းသူလေးတယောက်ကလမ်းပေါ်မှာတယောက်ထဲလမ်းလျှောက်နေခဲ့ပြီးတစ်ဖက်မှာတော့ရဲတောက်ပျော်ပါရင်ကားမောင်းလာတဲ့လူတစုရဲ့ကားကလာနေခဲ့ပါတယ်။ဒီလိုနဲ့ကားမောင်းနေတဲ့သူကကောင်မလေးတယောက်ထဲဖြစ်နေတာကိုတွေ့လိုက်ရတဲ့အချိန်မှာတော့သူ့ဘေးကလူကိုလေးချုံကချက်ပြလိုက်ပြီးနောက်ခန်းထဲမှာစာဖတ်ကတီတီငိမ့်ငိမ့်နဲ့လိုက်လာတဲ့ကောင်လေးကတော့အခြေအနေတွေကိုအကဲခတ်နေခဲ့ပါတယ်။အဲ့လိုနဲ့ကားမောင်းလာရင်ကျောင်းသူလေးအနာကိုရောက်တဲ့အချိန်မှာတော့ကားကိုရက်လိုက်ပြီးကောင်မလေးကိုသူတို့အလိုရှိတဲ့အတိုင်းနိုင်ကျင့်မှုအတွက်ဖမ်းခေါ်သွားခဲ့ပါတယ် တဖက်မှာတော့မြောက်ကိုရီးယားအရာရှိလီဒယ်ဘွန်ဆိုတဲ့သူကအနိုင်ကျင့်ခံလာရတဲ့အကြောင်းသူလေးရဲ့အိမ်ကိုရောက်နေခဲ့ပြီ။အဲ့ဒီနေရာမှာတော့ကောင်မလေးရဲ့မိသားစုကအသက်ခံလာရပါတယ်။အရာရှိလည်းအိမ်ထဲမှာရှိတဲ့ခြေနေတွေကိုလိုက်ကြည့်နေခဲ့ပြီ။ကောင်မလေးရဲ့အကူကတနတ်နဲ့ပြစ်တက်ခံလာရတာကိုတွေ့လိုက်တာကြောင့်ပြစ်တက်ထားတဲ့တနတ်ကအိမ်ထဲမှာရှိနိုင်သေးတယ်လို့ပြောကမှုခင်းခြေနေတွေကိုတေချာမစစ်သေးတဲ့သူ့ရဲ့တပည့်ကိုပါရိုက်ကဆုံးမနေခဲ့ပါတယ်။ ပါရခံလာရတဲ့စစ်သားလဲသူရဲ့ပေါ်ဆမှုကြောင့်တောင်းပန်နေခဲ့ပြီးအရာရှိကတော့တေချာပြန်စစ်ဆေးဖို့ပြောကအိမ်ထဲမှာအတက်ခံလာရတဲ့အလောင်းတွေကိုလိုက်ကြည့်နေခဲ့ပါတယ်။အရာရှိလီဒယ်ဘွန်းလဲမှုခင်းတွေကိုကြည့်ကရဲရဲဆက်ဆက်တက်သွားတဲ့လူသက်သမားကိုစိတ်တူနေခဲ့ပြီးမှုခင်းရဲ့အခြေအနေမှန်သမျှကိုသူ့အထက်လူကြီးကိုတင်ပြလိုက်ပါတယ်။အထက်လူကြီးကတော့မှုခင်းကသူ့အတွက်ကြီးမားနေတာကြောင့်လက်လွတ်လိုက်ဖို့အတွက်ပြောနေခဲ့ပြီးလီဒယ်ဘွန်းကိုလဲထက်မြက်တဲ့အရာရှိတွေကိုထားတဲ့နေရာမှာအေးစေးနေဖို့ပြောလိုက်ပါတယ်။ အဲစကားကိုကြားလိုက်ရတဲ့လီဒဲဘုံကတော့စိတ်တူသွားခဲ့ပြီသူ့ရဲ့ရည်ရှင်းတွေကဒီနေရာမှာအသုံးချဖို့အတွက်မဟုတ်ဘူးလားလို့ပြန်မေးလိုက်ပါတယ်လီဒဲဘုံကအရန်တော်ပြီးနိုင်ငံအတွက်တစ္ဆာရှိတဲ့ရာရှိတယောက်ဆိုတာကိုသိတဲ့အထက်လူကြီးကတော့လီဒဲဘုံကိုလက်ရှိစစ်ဆေးနေတဲ့မှုကင်းကိုလက်လွတ်ခိုင်းလိုက်ကရွှေပြောင်းစာတစ်ခုကိုပေးလိုက်ပြီးတသိခံကပြားနဲ့လက်နက်တွေကိုထားခဲ့ကထွက်သွားခိုင်းလိုက်ပါတယ်တဖက်မှာတော့အဖမ်းခံလိုက်ရတဲ့အကြောင်းသူလေးကိုဖမ်းသွားတဲ့သူတွေကလူမဆန်စွာရရဆက်ဆက်နှိပ်စက်နေခဲ့ကြပြီးအကြောင်းသူလေးကတော့အသက်ရှင်ခွင့်ပေးဖို့တောင်းပန်နေခဲ့ပါတယ် ဒါပေမဲ့လည်းအဲ့ဒီလူတွေကတော့ကောင်မလေးပြောတာတွေကိုလှောင်ပြောင်နေခဲ့ပြီးသူ့မိသားစုကိုတတ်ထားတဲ့ပုံတွေပါပြလိုက်ကကောင်မလေးကိုစိတ်ပန်းဆိုင်ရာနှိပ်စက်နေခဲ့ပါတယ်။အဲ့လိုလုံနေတာတွေကိုတော့တည်ငြိမ်ပါတယ်ဆိုတဲ့ကောင်လေးကဆက်လိုက်တောင်းရင်အရသာခံကကြည်နေခဲ့ပြီးနှိပ်စက်တဲ့သူတွေကတော့ចောင်းသူလေးကိုမူးယစ်စေထိုးပေးလိုက်ပါတယ်။ အဲ့ချိန်မှာတော့အရသာခံပြီးကြည်နေတဲ့ကောင်လေးကကျောင်းသူလေးနားကိုရောက်လာခဲ့ပြီးစတီကျိုးနဲ့လေဘင်းကိုပတ်ကတက်ပစ်လိုက်ပါတယ်။အဲ့နောက်၃နှစ်လောက်ကြာသွားတဲ့အချိန်မှာတော့တောင်ကိုရီးယားနိုင်ငံရဲ့ဆိုးမျိုးမှာကျောင်းသူလေးတယောက်ရဲ့အလောင်းကကွင်းပြင်ထဲမှာပြစ်ခတ်လာရပြီးအလောင်းကိုတော့ရဲတွေကစစ်ဆေးနေခဲ့ကြပါတယ်။ကျောင်းသူလေးရဲ့အလောင်းကိုစစ်ဆေးလိုက်တဲ့အချိန်မှာတော့ရဲမှုကကွင်းဆက်လူသက်သမားရဲ့လက်ချက်လားလို့တခြားရဲတွေကိုမေးလိုက်ပြီးစစ်ဆေးတဲ့ရဲတွေကလည်းနှိပ်စက်တဲ့ပုံစံတွေအရကွင်းဆက်လူသက်သမားဖြစ်နိုင်တယ်လို့ပြန်ဖြေလိုက်ပါတယ်။ ဒီလိုနဲ့ကိုရီးယားရဲ့သတင်းမီဒီယာမှာတော့ကျောင်းသူလေးလိုနှိမ့်ဆက်ကအသက်ခံထားရတဲ့တခြားမျိုးသမီးတွေရဲ့အလောင်းတွေကလည်းနေရာအနှံ့မှာတွေ့ရှိရတဲ့အကြောင်းတွေကိုကြေညာနေခဲ့ပြီးနိုင်ငံသားတွေကလည်းအဲ့ဒီသတင်းတွေကြောင့်ကြောက်နေခဲ့ကြပါတယ်။တစ်ဖက်မှာတော့ဝင်းဆက်လူသက်သမားရဲ့အမှုကိုကင်နေတဲ့ဂျိုးဆောင်ဆိုတဲ့ရဲကတည်သွားခဲ့ပြီးအဲ့ဒီအမှုကိုကင်ခြင်းတဲ့ရဲကလည်းမရှိတာကြောင့်စခန်းမှုတရားဘာဆက်လုပ်ရမှန်းမသိဖြစ်နေခဲ့ပါတယ်။ ိုက်လုံနဲ့မှုခင်းလိုက်တဲ့ညမှာအရန်ကြမ်းတမ်းလာကြောင့်အပြစ်ပေးခံရမလို့ဖြစ်နေတဲ့ရဲတယောက်ကိုဂျိုဆောင်ဦးရဲ့အမှုကိုစက်ကင်လိုက်ဖို့ပြောလိုက်ပြီးအရာရှိချွဲကတော့သူအပြစ်ပေးခံရမယ့်ကိစ္စကဘာဆက်ဖြစ်မှလဲလို့ပြန်မေးလိုက်ပါတယ်။စခန်းမှုကတော့ဒီအမှုကိုကင်မယ်ဆိုရင်အပြစ်ပေးခံရတာကိုလည်းပယ်ဖြတ်ပေးမှဖြစ်ပြီးအမှုလိုက်တဲ့ညမှာလည်းတသက်ညာညာလုပ်ဖို့အတွက်ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်းကျန်းတန်းတဲ့အရာရှိရွှဲကသူ့လမ်းစဉ်အတိုင်းပဲအမှုကိုလိုက်မှဖြစ်တာကြောင့်ကျန်းကျန်းတန်းတန်းမဖြစ်ရှင်ဘူးဆိုရင်စကမ်းမှုကိုယ်တိုင်လိုက်လို့ရတယ်လို့ပြောလိုက်တာကြောင့်စကမ်းမှုလည်းပါးစပ်ပိတ်သွားခဲ့ပါတယ်။ဒီလိုနဲ့အရာရှိရွှဲကကြာဆုံးသွားတဲ့ဂျိုဆောင်ဦးရဲ့နိုင်လိုက်ဖို့နေတာကိုတွားကြည့်လိုက်ပြီးအမှုလိုက်ဖို့အတွက်စတင်လိုက်ပါတယ်။အရာရှိရွှဲကအမှုကိုဆက်ကင်လိုက်တာကြောင့်အဖွဲတစ်ခုမှခေါင်းဆောင်ဖြစ်သွားခဲ့ပြီးဂျိုဆောင်ဦးစုဆောင်းခဲ့တဲ့တဲလွန်စားတွေကိုစစ်ဆေးနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲအဖွဲထဲကတယောက်ကတွေးစစ်ထားတာရပြီဖြစ်တဲ့အကြောင်းလာပြောခဲ့တာကြောင့်အဖွဲမှုလည်းချက်ချင်းလိုက်သွားခဲ့ပါတယ်။ ဒီလိုနဲ့စစ်ဆေးတဲ့ဆရာဝန်ကအလောင်းတစ်ခုကနေကုသရောဂါပိုးပါတဲ့အရေးတမျိုးကိုတွေးခဲ့ရတဲ့အကြောင်းပြောနေခဲ့ပြီးတေဆုံးသူရဲ့ DNA မဟုတ်တဲ့သွေးစားတွေကိုအလောင်းရဲ့လက်သေးကမှတွေ့တယ်လို့အရာရှိဆွဲကိုပြောလိုက်ပါတယ်။ဆရာဝန်ကတော့ DNA ပိုင်ရှင်ကတန်တရားဖြစ်ဖွယ်လူပဲလို့ပြောနေတာကြောင့်စိတ်တူနေတဲ့အရာရှိဆွဲကအဲ့ဒါကတရားခံပဲလို့ပြန်ပြောလိုက်ပါတယ်။အဲ့လိုနဲ့အရာကြီးဆွဲကသူ့ရဲ့အဖွဲကိုတန်တရားရှိတဲ့လူတွေရဲ့ DNA ယူလာပြီးသူတို့စီမှာရှိတဲ့ DNA နဲ့တိုက်ကြည့်မှဖြစ်တာကြောင့်ချက်ချင်းစုံစမ်းမှုစဖို့ပြောလိုက်ပါတယ် ။ရာချီရွှဲကသူ့လောက်ကစုံနောက်ကင်ကိုတော့ဆေးရုံမှာရှိတဲ့တရခန်တွေရဲ့ DNA ကိုတွားယူဖို့ပြောလိုက်ပြီးစုံနောက်ကင်ကတော့ဆေးရုံကသူတို့လိုရဲတွေနဲ့ပူးပေါင်းခြင်းစိတ်မရှိတာကြောင့်အတင်းကျပ်လို့ရင်ရာချီရွှဲလိုအပြစ်ပေးခံရနိုင်မယ်လို့ပြောလိုက်ပါတယ်။ အဲ့စကားကိုကြားလိုက်ရတဲ့အရာရှိချွဲကတော့စုံနောက်ခင်ကိုသူ့ရဲ့အဖွဲရှိမှတင်မယ်ခြေတော်နဲ့ကံကဆုံးမလိုက်ပြီးသူ့ကိုဆရာကြီးမလုပ်ဖို့ပြောလိုက်ပါတယ်။ကျန်တဲ့အဖွဲသားတွေကိုလည်းသူ့ပေးတဲ့အမိန့်တိုင်းလုပ်ဖို့အတွက်ပြောလိုက်ပြီးစုံစမ်းရေးကိုစလုပ်ဖို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ယာရုကြီးတဲ့လူတယောက်စိုက်ကိုကောင်လေးကိုကာကွယ်ပေးထားတာကြောင့်အမှုကိုဖော်ထုတ်နိုင်လိုက်မယ်ဆိုရင်သူတို့ဘွားတွေပြတ်သွားလိမ့်မယ်လို့သူ့ရဲ့လက်ထောက်ကိုပြောနေခဲ့ပါတယ်။ လက်ထောက်ကတော့စိုက်ကူကောင်လေးတွေရဲ့အဖွဲကိုကာကွယ်ပေးရင်းနဲ့သူတို့ဘဝပြတ်သွားရင်ဘယ်လိုလုပ်ကြမလဲလို့ပြန်မေးလိုက်ပြီးယာရုကြီးရဲ့သူကတော့သူတို့တွေဒီလိုနေရာရောက်နေတာကလွန်ခဲ့တဲ့၃နှစ်ကမြောက်ကိုရီးယားအနာရှင်တယောက်ရဲ့သားစိုက်ကူကောင်ကင်ကွမ်ဤကိုလွတ်အောင်စီစဉ်ပေးခဲ့တာကြောင့်လို့ပြောလိုက်ပါတယ်။ဒါကြောင့်စိုက်ကူကောင်လေးကင်ကွမ်ဤအမှုကိုကာကွယ်ဖို့လက်ထောက်ကိုအရာရှိရှဲတို့စိုက်ကူကောင်လေးကိုမဖမ်းမိခင်မှာစိုက်ကူကောင်လေးစီကိုအမြန်သွားဖို့အတွက်ပြောလိုက်ပါတယ်။ လက်ထောက်လဲစိုက်ကိုကောင်လေးရဲ့အိမ်ကိုအမြန်သွားလိုက်ပြီအဲ့ကိုရောက်တဲ့အချိန်မှာတော့ရဲတွေကလည်းရောက်နေခဲ့တာကြောင့်လက်ထောက်လဲစိုက်ကိုကောင်လေးကိုဖမ်းဖို့လှုပ်လိုက်ပါတယ်လက်ထောက်ကစိုက်ကိုကောင်လေးကင်ကွန်ကြီးကိုလက်ထိုက်ခတ်ပြီးခေါ်သွားဖို့လှုပ်တဲ့အချိန်မှာပဲအရာကြီးချွဲကရောက်လာကသူတို့လက်ထဲကိုအပ်ဖို့ပြောလိုက်ပါတယ်ဒါပေမဲ့လည်းလက်ထောက်ကတသိကံကပ်ပြားကိုထုတ်ပြကသူရာထူးကြီးတဲ့အကြောင်းအရာရှိချွဲကိုပြောလိုက်ပြီးသူခေါ်သွားပြီးအရင်စစ်ဆေးမယ်လို့ပြောလိုက်ပါတယ်။အရာရှိချွဲကတော့ရာထူးတွေကိုဂယုံဆိုင်တတ်တာကြောင့် ကင်ခွန်ဤကကွန်းဆက်လူတက်မှုအတွက်တရားခံဖြစ်တာကြောင့်ပြီးဆက်လွယ်လုံးလို့များတဲ့အကြောင်းပြောက ခရိုင်တရားရုံးကထုတ်ပြီးထားတဲ့ဖမ်းဝမ်းကိုထုတ်ပြကကင်ခွန်ဤကိုဖမ်းသွားခဲ့ပါတယ် လက်ထောက်တို့ကတော့အရာရှိချွဲကကင်ခွန်အီးကိုဖမ်းခေါ်သွားတာကြောင့်ဒုက္ခသွင်းနဲ့ရောက်လို့ဖြစ်သွားခဲ့ရပြီကင်ခွန်အီးကသာမီဒီယာကိုဖြစ်ချောင်းကုန်စင်ပြောလိုက်မယ်ဆိုရင်ပြဿနာကြီးသွားနိုင်တာကြောင့်သူ့ရဲ့အပတ်သက်တွေကိုဖုံးဆက်ကအဲ့လိုမဖြစ်အောင်တားဖို့ပြောနေခဲ့ပါတယ်အဲ့လိုနဲ့လက်ထောက်ကသူ့လူတွေကိုကင်ခွန်အီးရဲ့အိမ်နဲ့ရုံးခန်းထဲမှာရှိတဲ့ CCTV တွေအကုန်လုံးကိုတတ်သိမကြအောင်ဖျက်ဆီးပစ်ဖို့အတွက်ပြောလိုက်ပြီးကင်ခွန်အီးရဲ့လူတွေကဗမာလဲလို့မေးလိုက်ပါတယ် ကင်ခွန်ကြီးရဲ့လူတွေကတော့ပုံနေကြတယ်လို့ပြောတာကြောင့်လက်ထောက်ကသူ့လူတွေကိုကင်ခွန်ကြီးရဲ့လူတွေကိုရှာဖို့အတွက်ပြောလိုက်ပြီးကင်ခွန်ကြီးရဲ့အပြစ်တွေအတွက်သူတို့တွေတည်နေအောင်အဖမ်းခံမှုလိုအပ်တဲ့အကြောင်းပြောလိုက်ပါတယ်။နောက်တစ်ခါမှာတော့ကင်ခွန်ကြီးရဲ့လူတွေကိုလူတယောက်ကနှိပ်စက်နေခဲ့ပြီးကင်ခွန်ကြီးလူတွေကတော့သူတို့ကိုမတတ်ဖို့အတွက်တောင်းပန်နေခဲ့ပါတယ်။တစ်ဖက်မှာတော့အရာရှိရွှဲကကင်ခွန်ကြီးရဲ့ရှေ့နေနဲ့စကားပြောနေခဲ့ပြီးရှေ့နေဖြစ်သူကတော့လူသတ်မှုဖြစ်တဲ့အချိန်မှာကင်ခွန်ကြီးကတခြားနေရာမှာရှိနေတယ်ဆိုတဲ့သက်သေရှိတဲ့အကြောင်းပြောလိုက်ပါတယ်။ အရာရှိချွဲကတော့ချင်းနေပြောတဲ့စကားကိုဂယုမဆိုင်ပဲတေးသွားတဲ့အလောင်းမှာကင်ခွန်ဤဒီအန်ဒီကဘာလို့ရှိနေတာလဲလို့ပြန်မေးလိုက်ပါတယ်အဲ့လိုနဲ့ကင်ခွန်ဤကသူ့ရဲ့ဝါသားအရစိုက်ပျိုးရေးလုပ်ကခြံထွက်သီးနှံတွေကိုရင်းနှီးတဲ့သူနဲ့အိမ်နီးနားချင်းတွေကိုရောင်းတာကြောင့်ခရဲချင်းဒီမှာကပ်ပါလာတဲ့ကင်ခွန်ဤရဲ့ဒီအန်ဒီကိုအလောင်းနာမှာတက်တဲ့ဖြစ်ထားနိုင်တဲ့အကြောင်းပြောလိုက်ပါတယ်အရာရှိချွဲကတော့တက်တဲ့မလုံလောက်တာကြောင့်ရှေ့နေကကင်ခွန်ဤကိုပြန်ခေါ်သွားတော့မယ်လို့ပြောလိုက်တာကြောင့်ရာရှိချွဲကဖန်ဝရန်ထုတ်ပြီးကင်ခွန်ဤကိုဖမ်းတာကြောင့်24နာရီပြည့်အောင်ခေါ်ရမယ်လို့ရှင်းနေကိုပြန်ပြောလိုက်ပါတယ် ရှင်းနေပြန်သွားတဲ့အချိန်မှာတော့အရာရှိချွဲကကင်ကွမ်ကြီးကို DNA အကြောင်းမေးလိုက်တာနဲ့ခင်းညင်ဒီမှာကတ်နေတဲ့ DNA အကြောင်းကိုဘလို့သိသွားတာလဲလို့မေးလိုက်ပြီးထွက်သွားခဲ့ပါတယ်။အရာရှိချွဲအပြင်ကိုရောက်တဲ့အချိန်မှာတော့သူ့အဖွဲ့ကိုကင်ကွမ်ကြီးအမှုမှာတတ်သိခံထားတဲ့လူတွေရဲ့အိမ်ကိုသွားကတေချာစစ်စစ်ပြီးရသမျှတတ်သိတွေယူလာဖို့အတွက်ပြောလိုက်ပါတယ်။ အဲ့လိုနဲ့ကင်ခွန်ကြီးအိမ်ကိုစစ်ဆေးတဲ့အခြေအနေကိုမေးလိုက်ပြီးစုံနောက်ကင်ကတော့ကင်ခွန်ကြီးအိမ်မှာဘာတတ်သိမှမတွေ့ခဲ့ဘူးလို့ပြန်ပြောလိုက်ပါတယ်။အရာကြီးရွှဲကလည်းထက်မြက်တဲ့ရဲတယောက်ဖြစ်တာကြောင့်ကင်ခွန်ကြီးရဲ့ရှင်းနေအိမ်ကိုသွားစစ်ဆေးဖို့ပြောလိုက်ပြီးရှင်းနေငားပေးတဲ့သူကိုပါရှာဖို့ပြောလိုက်ပါတယ်။အရာကြီးကင်ကတော့အရင်လိုပဲရှင်းနေအိမ်ကိုသွားစစ်ဆေးရင်ပြဿနာတက်နိုင်တာကြောင့်အရာကြီးရွှဲတာဝန်ယူမှာလားလို့ပြန်မေးလိုက်ပြီးအရာကြီးရွှဲကတော့နောက်ဖြစ်လာမယ့်ပြဿနာတွေကိုသူသိတာကြောင့်သူခိုင်းတာကိုပဲတာဝန်ကြီးအောင်လုပ်ဖို့ပြောလိုက်ပါတယ်။ နောက်တစ်ခန်းမှာတော့မုတ်ပုတ်သမားကအရာရှိရွှဲရိုးရဲ့ဌာနကိုမုတ်သွားပုံရင်စခန်းထဲမှာရှိတဲ့ CCTV တွေကိုလိုက်ကြည့်နေခဲ့ပြီးအရာရှိရွှဲရဲ့အဖွဲ့ဝင်တွေကတော့ကင်ခွန်ကြီးရဲ့အိမ်ကိုမှွေနောက်ရှာပေမဲ့အိမ်ရဲ့ CCTV မှတ်တမ်းတွေကတော့အပြတ်ခံထားရတဲ့အကြောင်းပြောနေခဲ့ပါတယ်။အရာရှိရွှဲကတော့အိမ်ရဲ့ CCTV မှတ်တမ်းတွေမရှိပေမဲ့အိမ်နားချင်းတွေရဲ့ CCTV နဲ့ကင်ခွန်ကြီးရဲ့အိမ်နားကကားတွေမှာရှိတဲ့ကင်မရာမှတ်တမ်းတွေကိုတေချာစစ်ဆေးရမယ်လို့ပြောလိုက်ပါတယ်။ အရာရှိရွှဲတို့အဖွဲ့ဗီဒီယိုမှတ်တမ်းတွေကိုတရားစစ်ဆေးနေတဲ့အချိန်မှာတော့သူတို့အဖွဲ့လုံးနေတာမှန်သမျှကိုလက်ထောက်ဖြစ်တဲ့သူကစခန်းက CCTV တွေကနေတစင်ကြည့်နေခဲ့ပါဗါအဲ့လိုနဲ့လက်ထောက်ကသူ့ရဲ့လူတယောက်ကိုကင်ဝမ်ရဲ့လူတွေကိုရှာတာတွေ့ပြီလားလို့မေးလိုက်ပြီးအဲ့လူတွေကိုမတွေ့သေးတာကြောင့်လက်ထောက်ကအင်အားသုံးကရှာဖို့ပြောလိုက်ပါတယ်အရာရှိရွှဲတို့ဘက်မှာတော့ကင်မရာမှတ်တမ်းတွေကိုစစ်ဆေးနေရင်ကင်ဝမ်ဤဗမာရှိနေခဲ့လဲဆိုတာကိုသိသွားခဲ့တာကြောင့်အရာရှိရွှဲလည်းကင်ဝမ်ဤစီကိုသွားကသူရထားတဲ့တပ်တွေကိုပြလိုက်ပြီးဘလို့ညင်ညင်နေသေးတယ်လို့မေးနေခဲ့ပါတယ် တစ်ဖက်မှာတော့ကင်ကွန်ကြီးရဲ့လူတွေကိုနှိပ်စက်တဲ့လူကကင်ကွန်ကြီးရဲ့လူတယောက်ကိုလမ်းမပေါ်မှာထားခဲ့လိုက်တာကြောင့်လက်ထောက်ရဲ့လူတွေကအဲ့လူကိုသွားခေါ်လိုက်ကြပါတယ်။ဒီလိုနဲ့ကင်ကွန်ကြီးရဲ့ကိစ္စကြောင့်ယာရုကြီးပိုင်းတွေကခေါင်းဆားနေခဲ့ကြပြီးလက်ထောက်ဒုံမိုစီကိုတော့ယာရုကြီးပိုင်းကလူတယောက်ကကင်ကွန်ကြီးရဲ့တပ်တွေကအစင်မပြေဘူးလားလို့မေးလိုက်ပါတယ်။ လက်ထောက်တုံမူကတော့အဲ့တက်တွေကအစာတဲကအချိန်ဆွဲဖို့တသက်ပဲဖန်တီးထားတာလို့ပြန်ပြောလိုက်ပြီးယာရူးကြီးလူကတော့ကင်ကွမ်ဤဒီကိစ္စကိုရဲတွေကတေချာစုံစမ်းနေတာကြောင့်ကင်ကွမ်ဤကိုအမေရိကန်လက်ထက်ထည့်ပြီးအဆုံးသတ်လိုက်ဖို့အတွက်ဒုံမူကိုပြောလိုက်ပါတယ်အဲ့ဒါကြောင့်ပဲဒုံမူကအရာရှိဆွဲအထက်ရာရှိစီသွားပြီးကင်ကွမ်ဤကိစ္စကိုဆက်မလုပ်ဖို့အာဏာနဲ့ပြောလိုက်ပြီးအရာရှိဆွဲအထက်ရာရှိကတော့ကင်ကွမ်ဤကလူကိုရောက်လောက်တတ်ထားတာကြောင့်အမှုမှန်တာပေါ်သွားရင်လူတို့ကသူတို့ကိုအပြစ်တင်နိုင်မယ်လို့ပြောပြီးထွက်သွားပါတယ် တဖက်မှာတော့နှိမ့်ဆက်ခံထားရတဲ့ကင်ကွမ်ဤလူကိုလက်ထောက်ဒုံမှုရဲ့လူတွေကဖမ်းလိုက်ကအရာရှိရွှဲရှိတဲ့စခန်းကိုခေါ်သွားပြီးလူကိုယောက်တတ်ထားတဲ့တရားခံလို့ပြောလိုက်ပါတယ်။အရာရှိရွှဲကတော့ကင်ကွမ်ဤကတရားခံဆိုတာကိုသိတဲ့အတွက်ကြောင့်သူ့အထက်ရာရှိကိုသွားပြောလိုက်ပြီးအထက်ရာရှိကတော့တရားခံကိုမိသွားတာကြောင့်ကင်ကွမ်ဤကိုလွတ်ပေးဖို့ပဲပြောလိုက်ပါတယ်။အထက်ရာရှိကတော့ကင်ကွမ်ဤအမှုမှာသူတို့ထက်အာဏာရှိတဲ့သူတွေပါနေတာကြောင့်ကင်ကွမ်ဤကိုလက်လွတ်လိုက်ဖို့အတွက်ပြောလိုက်ပါတယ်။ အရာရှိဆွဲကတော့မကျင်တတ်တာကြောင့်အရာရှိကင်ကိုနောက်တရက်မှာသတင်းစာရှင်းလင်းပွဲလုပ်ပေးဖို့အတွက်ပြောလိုက်ပြီးသူ့အိမ်ရှိမှာကားရက်ပေးဖို့ပြောလိုက်ပါတယ်။အရာရှိဆွဲသူ့အိမ်ထဲကိုဝင်သွားတဲ့အချိန်မှာတော့အိမ်ထဲမှာလူတယောက်ကရောက်နေခဲ့ပြီးကင်ခွန်ကြီးလှုပ်ခဲတဲ့အမှုတွေကိုတခုချင်းပြော့ကဓပုံတွေပြလိုက်ပါတယ်။အဲ့လူကတော့နယ်ချားဆောင်တက်ကလီဒယ်ဘုံမဲဖြစ်ပြီးသူတို့နှစ်ယောက်စကားပြောနေတဲ့အချိန်မှာပဲစုံနောက်ကင်စီကနေဖုန်းဝင်လာခဲ့ပါတယ်။ အရာရှိချွဲလဲသူ့ရဲ့စကန်းကိုချက်ချင်းသွားလိုက်ပြီစကန်းကိုရောက်တဲ့အချိန်မှာတော့ဒုံမူရဲ့လူတွေကကင်ကွမ်းကြီးကိုခေါ်သွားဖို့လုပ်နေတာကြောင့်အရာရှိချွဲလဲစိတ်တူသွားကစကားများနေခဲ့ပါတယ်အဲ့လိုမျိုးဖြစ်နေတာတွေကိုတော့ကင်ကွမ်းကြီးကကြည်ပြီးရန်နေခဲ့တာကြောင့်အရာရှိချွဲလဲကင်ကွမ်းကြီးရဲ့လယ်ဘင်းကိုဆွဲကဘာလို့ယူနေတာလဲလို့မေးနေခဲ့ပါတယ်ကင်ကွမ်းကြီးကတော့တေကန်ဒီမိန်ကလေးတွေရဲ့အော်သံတွေအကြောင်းကိုပြောရင်းနဲ့ကို့ဘာသာတတ်သိသွားတဲ့ရဲရဲဇာပနာကိုတော့ကောင်းကောင်းကျင်းပနိုင်လိုက်လားလို့မေးလိုက်တာကြောင့်အရာရှိချွဲလဲစိတ်တူသွားခဲ့ပါတယ်အဲ့လိုတွေစိတ်တူသွားတာကြောင့်ထပ်ပြောရင်တတ်ပြစ်မယ်လို့អော်ပြောနေခဲ့ပြီး အဲ့လိုမျိုးတွေဖြစ်နေတာကိုတော့သတင်းသမားတွေကဓာတ်ပုံရိုက်ကအွန်လိုင်းပေါ်ကိုတင်လိုက်ကြပါတယ်အဲ့လိုရန်ပွဲကြောင့်ပဲစခန်းမှုကအရာရှိဆွဲကိုအပြစ်တင်ပြောဆိုနေခဲ့ပြီးအမှုကိုကင်ွယ်နိုင်မှာမဟုတ်ဘူးလို့ပြောတာကြောင့်သူရုံးခန်းထဲကိုပြန်ရောက်ချိန်မှာတော့စိတ်တူနေတာကြောင့်ပစ္စည်းတွေကိုခွဲကတောင်းကျမ်းနေခဲ့ပါတယ်အိုင်လုံးနဲ့အရာရှိချွဲကလီဒဲပွန်ပြောထားမှုတဲ့ကင်ခွန်ကြီးရဲ့အမှုကိစ္စကယာရူကြီးရဲ့သူတွေပါဝင်ပတ်သက်နေပြီးကင်တွေရတာမလွယ်ကူတာကြောင့်အဲ့ဒီအမှုကိုသူ့ကိုလွှဲပြောင်းပေးပါဆိုတဲ့စကားကိုသတိရသွားခဲ့ပါတယ်။ ကင်ခွန်အီးကတော့ဟိုတယ်တစ်ခုမှာဒုံမိုးရဲ့လူတွေနဲ့အတူရှိနေခဲ့ပြီးကင်ခွန်အီးကရဲဝန်ထမ်းမလေးတယောက်ကိုတွေ့သွားတာကြောင့်သူ့ရဲ့လူမဆန်တဲ့ကိစ္စတွေကိုစာလောင်တောင်းတနေခဲ့ပါတယ်။တစ်ဖက်မှာတော့ဒုံမိုးကအထက်ရာရှိနဲ့အမှုကိစ္စအကြောင်းကိုပြောနေခဲ့ပြီးအဲ့ဒီအချိန်မှာပဲကင်ခွန်အီးကိုထားတဲ့အခန်းမှာဝန်ထမ်းတယောက်ထိခိုက်မိတယ်လို့သတင်းပို့တာကြောင့်ချက်ချင်းသွားကြည့်လိုက်ပါတယ်။ဒုံမိုးသွားကြည့်တဲ့အချိန်မှာတော့ရဲဝန်ထမ်းမလေးတယောက်ကလယ်ဘေးမှာထိခိုက်ဒဏ်ရာရနေခဲ့ပြီးကင်ခွန်အီးကိုတေချာမကြည့်ထားတဲ့သူ့ရဲ့လူကိုလည်းပားရက်ကဆုံးမလိုက်ပါတယ်။ ခင်ခွန်ကြီးကတော့ဒီလိုအခြေအနေမှာတော့စိတ်မထိန်နိုင်တာကြောင့်ဒုံမိုးနဲ့ဒေါသထွက်ကဘိုက်ကိုကန်လိုက်ပြီးခင်ခွန်ကြီးကတော့အဲ့ရဲမေလေးကိုအဲ့အပေါ်စားမိန်းမကတန်မိုးမရှိပါဘူးလို့ထပ်ပြောလိုက်ပါတယ်။အဲ့စကားကိုကြားသွားတဲ့ဒုံမိုးကတော့ဒေါသပိုထွက်သွားခဲ့ပြီးခင်ခွန်ကြီးကိုအချိုးပြင်အောင်ထတ်ဆုံးမနေခဲ့ပါတယ်။ခင်ခွန်ကြီးလဲကြနေတဲ့အချိန်မှာတော့ဒုံမိုးကမင်းကိုတတ်ပေးရမလားလို့မေးလိုက်တာကြောင့်ခင်ခွန်ကြီးကမင်းတို့အဖွဲ့ကငါရဲ့ကိုရံတော်ဆိုတာထက်မပိုဘူးလို့ပြန်ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ခင်ခွန်ကြီးကိုလက်လွတ်လိုက်ရတဲ့အတွက် ရာရှိချွဲကစိတ်ပြတ်နေခဲ့ပြီးအဲ့လိုဖြစ်နေတဲ့အချိန်မှာပဲလီဒယ်ဘွန်ကဖုံးဆက်ကကင်ကွမ်အီကို သူ့စီအပ်ဖို့တဘောတူဝီလာလို့မေးလိုက်ပါတယ်။အရာရှိချွဲကတော့ကင်ကွမ်အီကတခြားလူလက်ထဲရောက်သွားပြီဖြစ်တာကြောင့်လက်လျှောက်ဖို့အတွက်ပြောလိုက်ပြီးလီဒယ်ဘွန်ကတော့အဲ့လိုဖြစ်ုံနဲ့သူ့အတွက်မပြီးသေးဘူးလို့ပြန်ပြောလိုက်ပါတယ်။ အိုင်လုံနဲ့ဖုံးဆက်ပြီးတဲ့အချိန်မှာတော့အရာရှိဆွဲကမှုခင်းတပ်ပုံတွေရှိတဲ့ဌာနကိုသွားလိုက်ပြီးကင်ကွန်ကြီးတို့တတ်ထားတဲ့မှုခင်းမှန်သမျှကိုပြန်စစ်ဆေးနေခဲ့ပါတယ်။အရာရှိဆွဲလည်းတတ်သိရသွားတဲ့အချိန်မှာတော့စုံနောက်ကင်ကိုဖုံးဆက်ကကင်ကွန်ကြီးမျက်မှန်မှာပါတဲ့ဗီဒီယိုမှတ်တမ်းကိုယူလာခဲ့ဖို့ပြောလိုက်ပြီးတစ်ဖွဲ့လုံးကိုခေါ်ခဲ့ဖို့ပြောလိုက်ပါတယ်။ တစ်ဖက်မှာတော့အမေရိကန်နိုင်ငံသားပေါ်ကကင်ကွမ်အီစီကိုရောက်လာခဲ့ပြီးပြဿနာတွေရန်တက်နေတာကြောင့်သူ့အကူအညီကိုလိုအပ်လားလို့ကင်ကွမ်အီကိုမေးလိုက်ပါတယ်။ကင်ကွမ်အီကတော့အရင်လိုပဲသူ့ကိုလွှတ်ပေးဖို့ပြောလိုက်ပြီးပေါ်ကတော့မင်းကိုလွှတ်ပေးပြီးနောက်ပိုင်းဘာဆက်လုပ်မှာလဲလို့မေးလိုက်ပါတယ်။ကင်ကွမ်အီကတော့ပေါ်ရဲ့မေးခွန်းကိုပြန်မဖြေပဲသူ့ကိုဘာလို့ဟောင်ကောင်ကနေကိုရီးယားကိုရွှေ့လိုက်တာလဲလို့ပြန်မေးလိုက်ပြီးပေါ်ကတော့ကင်ကွမ်အီကိုသူကာကွယ်ပေးနေတယ်ဆိုတာကင်ကွမ်အီအဖေရဲ့ဗန်စင်းရင်းတွေကြောင့်လို့ပြောလိုက်ပါတယ်။ ကင်ခွန်အင်းကတော့ဗန်စင်းတွေအကြောင်းကသူ့ရဲ့ခေါင်းထဲမှာပဲရှိနေတာဖြစ်ပြီးအဲ့ဒါတွေကိုပြောပြစေချင်ရင်လက်ထိတ်ကိုအရင်ဖြုတ်ပေးဖို့ပြောလိုက်ပါတယ်အလုံးနဲ့မကြခင်ပါပဲအရာရှိဆွဲတို့အဖွဲ့ကရောက်လာကကင်ကွမ်းအီးအတွက်ဖမ်းမန်းကိုပြလိုက်ပြီးကင်ကွမ်းအီးကမိန်းကလေးတယောက်ကိုနှိပ်စက်ထားတဲ့ဗီဒီယိုဖိုင်ကိုဖွင့်ပြလိုက်ပါတယ်ဗီဒီယိုထဲမှာတော့ကောင်မလေးတယောက်ကရရဲဆက်ဆက်နှိပ်စက်ခံနေရတာကြောင့်အော်ဟစ်အကူညီတောင်းနေခဲ့ပြီးအိုက်တန်တွေကိုကြားတယ်ကင်ကွမ်းအီးကိုကာကွယ်ပေးနေတဲ့ရဲဝန်ထမ်းတွေလည်းမလုံမလဲဖြစ်သွားခဲ့ပါတယ် ဒီလိုနဲ့အရာရှိချွဲကကင်ကွမ်ဤကိုနောက်တစ်ချိန်ထပ်ဖမ်းလိုက်ပြီးစကားနဲ့ခနဲ့တယ်လို့ပြောနေတာကြောင့်ကင်ကွမ်ဤလည်းစိတ်တူသွားကအရာရှိချွဲကိုတိုက်ခိုက်လိုက်ပေမဲ့သူပဲအမှောက်သိခံလိုက်ရပါတယ်။ပေါ်ကတော့ချွဲဤတို့ဆိုတာသူလားလို့ဒုံမုံကိုမေးနေခဲ့ပြီးအရာရှိချွဲကလီဒဲပွန်ဆိုတဲ့လူစီကတရင်တွေရနေတဲ့အကြောင်းပြောကဓာတ်ပုံတွေကိုဒုံမုံကိုပေးလိုက်ပါတယ်။ပေါ်ကလီဒဲပွန်ဆိုတဲ့လူကအရင်ကမြောက်ကိုရီးယားအရာရှိတယောက်ဖြစ်ပြီးကင်ကွမ်ဤရဲ့အမှုကိုစုံစမ်းခဲ့တာကြောင့်ယာရုကနေဖြုတ်ခံလိုက်ရပြီးသူလားငယ်သားတွေနဲ့အတူဘီလက်မြင်ဆက်ယုံကိုပို့ခံလိုက်ရတယ်လို့ပြောပါတယ်။ ဒါပေမဲ့လည်းကင်ဝမ်အီကဘီလက်မြင့်ဆက်ယုံထိလိုက်ပြီးမိတဲ့ပွန်ရဲ့လူတွေကိုတတ်ခဲ့တယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ကင်ဝမ်အီကိုဖမ်းသွားတဲ့အရာရှိရွှဲကိုစကမ်းမှုကဖုံးဆက်ပြီးကင်ဝမ်အီကိုလက်လွတ်ဖို့အတွက်ပြောနေခဲ့ပါတယ်။အရာရှိရွှဲကတော့ကင်ဝမ်အီကလူသက်တရခံဖြစ်တာကြောင့်ဖမ်းမှုအတွက်ပဲပြောနေတာကြောင့်စကမ်းမှုကကင်ဝမ်အီကိုဖမ်းတာကအန္တရာယ်များတဲ့အကြောင်းပြောလိုက်ပြီးအမှုကလည်းပိတ်ထားတာကြောင့်ရပ်လိုက်ဖို့ပဲပြောနေခဲ့ပါတယ်။ ရာရှိဆွဲလဲမကျင်တတ်ပေမဲ့ယာရုမြင့်တဲ့သူကိုဆရာပြန်လုပ်လို့မရတာကြောင့်စုံနောက်ကင်ကိုကြံတဲ့အဖွဲဝင်တွေနဲ့နေခဲ့ဖို့ပြောကကားတော့နဲ့ဖုန်းကိုတောင်းပြီးထွက်သွားခဲ့ပါတယ်ကားပေါ်မှာတော့အရာရှိဆွဲကသူ့ကိုကူညီဘူးတဲ့ယာရုမြင့်မိုင်းကလူတယောက်ကိုဆက်သွယ်လိုက်ပေမဲ့အဲ့လူကလည်းကင်ဝိုင်းကိစ္စမှာမပတ်သက်ဖို့အတွက်အမိန်ကျလာတာကြောင့်သူဘာမှကူညီပေးလို့မရတဲ့အကြောင်းအရာရှိဆွဲကိုပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့စိတ်ဖြတ်သွားတဲ့အရာရှိဆွဲလည်းကားကိုလမ်းမေးမှကတ်ရက်လိုက်ပြီးအဲ့ဒီအချိန်မှာပဲဒုံမိုကရောက်လာခဲ့ကလီတယ်ပုံရဲ့ပုံတွေကိုယာရှိဆွဲအားပြလိုက်ပါတယ် ဒုံမိုကလည်းလီဒယ်ဘွန်ကဝရမ်းမြစ်တယောက်ဖြစ်တဲ့အကြောင်းပြောလိုက်ပြီးရာရှိဆွဲကတော့လီဒယ်ဘွန်ကိစ္စကသူနဲ့မဆိုင်ဘူးလို့ပြောလိုက်ပါတယ်။ဒုံမိုကလည်းကင်ကွမ်ကြီးကိုကာကွယ်ပေးနေရပေမဲ့သူကဒီလိုတွေမလုပ်ချင်တဲ့အကြောင်းပြောလိုက်တာကြောင့်ရာရှိဆွဲလည်းကင်ကွမ်ကြီးကိုဘာဆက်လုပ်မှလဲလို့မေးလိုက်ပြီးကင်ကွမ်ကြီးက "तू မသိတဲ့ပြည့်လူတွေထက်သက်နေအောင်ပါပဲ"လို့ပြောလိုက်ပါတယ်။ ဒီလိုနဲ့ဒုံမိုကသူတို့မှာတခြားလူတွေလိုအာဏာမရှိတာကြောင့်ကင်ကွမ်ဤကိုအမေရိကန်တွေရဲ့လက်ထဲကိုပဲထည့်လိုက်ဖို့ပြောလိုက်ပြီးမကြာခင်မှာပဲပေါ်ရုပ်ဖွဲ့ရောက်လာခဲ့ကကင်ကွမ်ဤကိုဖမ်းခေါ်သွားဖို့လုပ်နေခဲ့ပါတယ်။အဲ့လိုလုပ်နေတုန်းမှာပဲကင်ကွမ်ဤကပေါ်ရဲ့လူတယောက်ကိုတတ်ကတနတ်ကိုလူလိုက်ပြီးအရာရှိဆွဲကိုပြစ်တက်လိုက်တာကြောင့်ဒုံမိုလည်းစိတ်တူသွားခဲ့ပါတယ်။အဲ့လိုနဲ့ပေါ်ရုပ်ဖွဲ့ကကင်ကွမ်ဤကိုဖမ်းကထွက်သွားခဲ့ပြီးဒုံမိုကလည်းကင်ကွမ်ဤကိုလိုက်ဖမ်းမှုအတွက်သူ့လူတွေကိုအမိန့်ပေးလိုက်ပါတယ်။ ဒုံမိုလည်းကားကိုအမြန်မောင်းကကင်ကွန်ကြီးပါတဲ့ကားနောက်ကိုလိုက်နေခဲ့ပြီးနောက်ကနေလိုက်တိုက်ဖို့လုပ်တဲ့အချိန်မှာပဲဘေးကနေကားတစ်စီးကဝင်လာကကင်ကွန်ကြီးပါတဲ့ကားကိုတိုက်လိုက်ပါတယ်အဲ့ဒီကားကိုမောင်းလာတဲ့သူကတော့လီဒဲဘွန်ဖြစ်ပြီးခြေနေကောင်းနေသေးတဲ့ကင်ကွန်ကြီးရဲ့ကားကိုစုပ်ပြတ်တက်သွားအောင်လို့ထပ်တိုက်လိုက်ပါတယ်ကင်ကွန်ကြီးကတော့၃ဘက်လောက်လိမ့်သွားတဲ့ကားထဲမှာအသက်ရှင်နေခဲ့ပြီးသူ့နားကိုလီဒဲဘွန်ကရောက်လာပြီးမျက်နှာကိုနှစ်ချက်လောက်ထိုးလိုက်တာကြောင့်ကင်ကွန်ကြီးလည်းသတိလစ်သွားခဲ့ပါတယ် အိုင်လုံနဲ့လီဒဲဘုံကကင်ဝမ်ကြီးကိုသူ့ရဲ့ကားစီကိုခေါ်သွားခဲ့ပြီးအဲ့ဒါကိုမြင်တဲ့ဒုံမူကတော့လီဒဲဘုံကိုတနတ်နဲ့ချိန်ကတားနေခဲ့ပါတယ်။လီဒဲဘုံကတော့ဂယုမဆိုင်ပဲကားမောင်းကထွက်သွားခဲ့ပြီးပေါ်ကတော့လီဒဲဘုံရဲ့ကားကိုတနတ်နဲ့လိုက်ပစ်နေခဲ့ပါတယ်။နောက်တစ်ခါမှတော့လီဒဲဘုံကကင်ဝမ်ကြီးကိုပင်လယ်ထဲခေါ်သွားကလှေတစည်းပေါ်ကိုခေါ်သွားခဲ့ပါတယ်။ လေပေါ်မှာတော့လီဒါဘုံကအသက်ခံခဲ့ရတဲ့မိန်းကလေးတွေရဲ့ပုံတွေကိုကြည့်နေခဲ့ပြီ။အဲဒီချိန်မှာပဲသူ့လူတွေကတစ္ဆာဖောက်ပြီးကင်ခွန်ကြီးကိုပြန်လွှတ်ပေးလိုက်တာကြောင့်တနားကင်ထားတဲ့ကင်ခွန်ကြီးကရောက်လာခဲ့ပြီးအဲဒီလေပေါ်မှာပဲလီဒါဘုံကိုတနားနဲ့ပြစ်တက်လိုက်ပါတယ်။ဒီလိုနဲ့ပထမဆုံးပြသထားတဲ့အခန်းကိုရောက်သွားခဲ့ပြီးအရာရှိတုံမူကအခန်းထဲကလူသိုးတွေကိုတက်လိုက်ကအခန်းထဲမှာပုံနေတဲ့ကင်ခွန်ကြီးကိုတွေးလိုက်ရပါတယ်။ ကင်ဝမ်ဤကတော့သူ့ကိုကာကွယ်ပေးဖို့အတွက်ပေါ်လွတ်လိုက်တာလားလို့ဒုံမိုကိုမေးလိုက်ပြီးကင်ဝမ်ဤကိုမကျဉ်တတ်သေးတဲ့ဒုံမိုကတော့ခြေထောက်ကိုတနတ်နဲ့ပစ်ကနာလားလို့မေးလိုက်ပါတယ်။အရန်ကိုနာကျင်သွားတဲ့ကင်ဝမ်ဤကတော့အရန်ကိုကြောက်နေခဲ့ပြီးလူကျင်နာပေးပါမယ်လို့ပြောကအတနာခံနေခဲ့ပြီးပေါ်ကိုခေါ်ပေးပါသူလူကျင်တဲ့ဗန်စင်းတွေလည်းပေးပါမယ်လို့ပြောနေခဲ့ပါတယ်။ဒါပေမဲ့ဒုံမိုကတော့မင်းလောင်းကိုပဲလူကျင်တယ်လို့ပြန်ပြောလိုက်ပါတယ်။အဲ့နော်ဒုံမိုလည်းကင်ဝမ်ဤရဲ့ပါဇက်ထဲကိုတနတ်တီကပြစ်တက်လိုက်ပြီးကင်ဝမ်ဤရဲ့ခေါင်းကိုဖြတ်ကပေါ်စီကိုယူသွားခဲ့ပါတယ်။ ပေါ်လည်းကင်ဝမ်ကြီးရဲ့ခေါင်းကိုမြင်သွားတာကြောင့်လန့်သွားခဲ့ပြီးဒုံမွန်ကတော့သူ့ရဲ့လာစာကပေါ်ပြီးထားတာမဟုတ်တာကြောင့်အကူညီမတောင်းမှုပြောလိုက်ကနောက်တစ်ခါထပ်တွေ့ရင်တပ်ပစ်မယ်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ဒုံမွန်လည်းအိုင်းညာကထွက်လာခဲ့ပြီးကင်ဝမ်ကြီးရဲ့တနက်ပစ်ချက်ကြောင့်ကိုမာဝင်နေတဲ့အရာရှိချွဲအကြောင်းစဉ်းစားရင်ဇလန်းလေးလည်းအဆုံးသတ်သွားခဲ့ပါတယ်။အဆုံးထိကြီးစုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။